ုံးပဲမင်္ဂလာပါခင်ဗျာတက်ထမြန်မာ YouTube channel လေးရနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့စတင်မာလာ25ရက်နေ့ရက်ပေါ့နော်တရင်ထူတရင်ဦးနဲ့ကျွန်တော်တိုက်ပွဲတရင်လေးတွေတရင်ကောင်းလေးတွေကိုဒါတင်ပြတော့မှာဖြစ်ပါရဲ့ဗျာအဲ့တော့ပထမဆုံးတရင်တစ်ပုတ်အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒါတရင်ကောင်းပါဒီရန်သူခံစစ်ဆင်ထားတဲ့ဒါပြက်ခတိဇီဒီကုန်းဟာတမလောကနေပြီးတော့တိမ့်ပိုက်ရရှိတယ်ဆိုတော့တရင်ဖြစ်ပါတယ်အဲ့တော့စတင်မာလာ23ရက်နေ့တွင်ကျမ်းဖက် KNU PDF အဖွဲ့များ အခိုင်မာခန့်စစ်ပြင်ထားတဲ့ကျုံတို့မြို့နယ်ပြက်ခတီငါးထပ်ဆောင်စီလီကုန်းကတက်မတော်မှ အောင်မြင်စွာတိမ့်ပိုက်ထိမ့်ချုပ်မှိုက်ပြီးရန်သူများကစင်ကလေးဆုတ်ခွာထွက်ပြေးသွားခဲ့သည်တဲ့တိမ့်စရာကြီးဖျားကုန်းကစစ်စစ်ကြီးဟာအကျန်းဖက် KNUV ရဲ့များသည်တဲ့တာသနီကအဆောက်အဦများအတွင်းအခိုင်မာခန့်စစ်စဉ်တက်ဆွဲထားခြင်းဖြစ်ပြီးတော့ငါးထပ်ဆောင်စီလီဤထပ်ပနာတိုက်အားဖောက်ထွင်းရဲ့အဖိုးတန်ထပ်ပနာများအားယူဆောင်သွားခြင်းဒါဆုတ်ခွာခြင်းနဲ့မိမိတက်များ တက်လိုက်မလာနိုင်စရန်နဲ့ဆောက်ဦးများမိုင်းခွဲရှင်စသည့်လူအများကိုပြုတ်လုခဲ့ပြီတဲ့ဒီလိုရိုက်ရုံမှာရိုင်းဆိုင်တဲ့ဒါလူအများကိုဘာသာချအကျံဖက်ဖွင့်များဥဆောင်ပြီးလှုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်တဲ့ဗုဒ္ဓသာသနာကိုစော်ကားဖြည့်စီသည့်အကျံဖက်အဖွဲ့များမကြခင်ဤကုန်းချော့ရပါတော့မယ်တဲ့အဲ့တော့ဒါကတော့ကျွန်တော်တို့ဒါတုံတို့ပေါ့နော်ဒါတုံတို့မျိုးနယ်တဲ့ကဒီလက်ခလက်ခတီပြီးပေါ့နော်900တောင်ဈေးကြီးကုန်းဟိုဒါတက်မတော်ကနေပြီးတော့အောင်မြင်စွာတင်ပိုက်ရရှိရဲဆိုတဲ့သတင်းဖြစ်ပါတယ်အဲ့တော့ပုံလေးနဲ့ကျွန်တော် ပြောပြပါမယ်နော်တချို့ပုံတွေကမြင်ချင်မှမြင်မှာပေါ့နော်ဟိုကျွန်တော်ွားထားပြရတာညရှိရပါတော့ဒါဆိုဒါအကျန့်ဖက် KNUD အဖွဲ့ကနေပြီးတော့ဒီထပ်လန်တိုက်ကိုဒါဖောက်ထွင်းခွေးယူခဲ့တဲ့ပုံဖြစ်တယ်နော်အဲဒီမှာလည်းကျွန်တော်တွေ့ပါလိမ့်မယ်အကျန့်ဖက် KNUD အဖွဲ့ကနေပြီးတော့ဒီဖျားဆောင်းလန်းတွေမှာဒီဘန်ဂါကြီးဆောက်ပြီးတော့ဒါလုတ်နေတာ အဲ့ဒါတရင်တရင်ကောင်းမှာဒါတော်တော်များများဒါသူတို့တော်တော်ခိုင်မှာလောက်ထားတဲ့နေရာဖြစ်ပါနော်နေရာနေရာတော့တော်တော်တွေကဘယ်နေရာမှာလောက်ကြတယ်ဆိုကျွန်တော်တို့ဒီဖျားကုန်းနေဖျားအကြောင်းနေဇီးဒီတွေဒါညမှာသူတို့လောက်ပါတယ်အဲ့တော့တက်ကနေပြီးတော့ချားတဲ့ချိန်ကျရင်အဲသူတို့ကထုံးစံတိုင်းပေါ့နော်သတင်းမီဒီယာတွေမှာဒါဖျားဖုန်းအကြောင်းနေဖျားအကြောင်းနေလောက်တယ်ဆိုတော့ခေါင်းစဉ်တက်တယ်နော်အခုဒါဆိုများပြီနော်ဂျမ်းမက်ကင်ဘွယ်ဒါတနည်းကစောက်ုံများနေပန်ကနန်းဒီဆောင်ခန်းစစ်ပြုလုပ်ထားတယ်တဲ့နော်အဲ့ဒီမှာမြင်တဲ့အတိုင်းပါပဲနော်ဒါပုံလေးနေဒါပြပေးတာဖြစ်ပါတယ် အကြုံတို့ဒါပြတ်ခတ်ကြည့်ဖျားကုန်ပေါ့နော်ဒီကုန်းပေါ့မှာအပုံလေးကအများကြီးပါဒါတိမ့်မရရှိရပါနော်တက်မလို့ဘက်ကနေပြီးတော့ဒါတိမ့်မရရှိတယ်ဒါသတင်းကောင်း ဖြစ်ပါတယ်ဗျာနော်သတင်းကောင်းလေးဖြစ်ပါတယ်အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ဒီတန်ဖြူရက်တွင်တဲ့ဒါ KNU နဲ့ FK ပူးပေါင်းဖွဲ့မှတင်းနှပ်ဖြင့်ပြစ်ခတ်မှုကြောင့်နှစ်ဦးတည်ဆုံးခဲ့ကြောင်း ပြည်ထောင်ဝင်းဌာနကသတင်းထုတ်ပြန်တာပါတယ်ဖြစ်စဉ်ကတော့ကျွန်တော်တို့ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကမွန်ပြည်နယ်တန်ဖြူစရဲမြို့နယ်ဝင်းစိန်ကျွော်ရည်ခလောက်ချကျွော်ရည်ဓာရင်ဖြစ်ပါခင်ချင်းဖြစ်သည်တဲ့တန်ဖြူစရဲမြို့နယ်ဒါကော်လီကျွော်တွင်နေထိုင်တော့လေဥအောင်မွန်တက်35နှစ်သည်တဲ့စနေပြည်သူတော်ဆိုင်နုံနဲ့အတူ၎င်းတို့အလုတ်လုတ်ကန်ကြီးတန်ဖြူစရဲမြို့နယ်ဝင်းစိန်ကျွော်ရည်ခလောက်ချကျွော်ရည်ရောဘာချန်တိုင်းရှိနေစဉ်နဲ့ KNU နဲ့ PD ရဲ့ပူးပေါင်းဖွဲ့ကဒါရောက်ရှိလာကြောင်းသိရှိရသည်တဲ့ထို့သောရောက်ရှိလာပြီးတော့တလန်ဟုပြောဆိုရေးတင်နေဖြင့်ပြက်ခတ် တက်ဖြတ်သွားခဲ့တဲ့ဖြစ်နေ၎င်းတို့နှစ်ဦးတွင်ကြည်ထိမှန်ဒဏ်ရာများရရှိကြတဲ့တည်ဆုံသွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်တဲ့ထို့သောတင်းနေဖြစ်ပြခတ်တက်ဖြတ်မှုကျူးလွန်ခဲ့သည်များဖော်ထုတ်ဖန်ဆီရတဲ့ဥပဒေနဲ့အညီရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များဆက်လက်ဆောင်ရွက်နေရခြင်းကြောင်းသိရှိရသည်တဲ့အဲပုံကတော့အဲကျွန်တော်တော်တော်ကိုဟိုမှာပေါ့ရက်ဆက်တဲ့ကောင်းလေးပေါ့နော်အဲဒလန်တို့ခေါင်းစီတိုင်ကျွန်တော်ကျွန်တော်တို့အများနဲ့ပြောသလိုပဲဒလန်တို့ခေါင်းစီတက်လိုက်ပြီဆိုတာ ਨੇ ဒီတက်မယ်ဆိုလည်းတက်လို့ရပဲမလင်းကျင်းမယ်ဆိုလည်းမလင်းကျင်းလို့ရအကုန်လုံးအဲ့လိုအနေထားမျိုးဖြစ်နေနော်ဒဏ္ဍာရခေါင်းစဉ်တက်လိုက်အကုန်လုံးအဲပြောမယ်ဆိုရင်မတရားအစအကုန်ကျင့်လို့ရတဲ့အနေထားမျိုးဖြစ်နေတာပေါ့နော်ရှိတယ်ကဒဏ္ဍာရခေါင်းစဉ်တက်တက်ကလေးအစဖုန်ကြီးအစအကုန်ရှိတယ်ကတက်တက်ပြီးဒဏ္ဍာရခေါင်းစဉ်တက်လိုက်နော်ဒါသူတို့ရဲ့အလုပ်ပဲနော်အဲ့လိုဖြစ်နေတဲ့အနေထားမျိုးဖြစ်နေပါတယ်အဲ့တော့စိတ်မကောင်းစရာပါအမြန်ဆုံးဒီနေမျိုးအေးချမ်းပြီးတော့ရရှိရဟိုပြန်ပြီးတော့ဒီနိုင်ငံရဲ့ဒါအုတ်ချုပ်မှုအောက်မှာ ပြန်ပြီးရောက်ရှိပါစေတော့ဆုတောင်းပေးပါရနော်အဲ့နောက်ထပ်တပုတ်နောက်ထပ်သတင်းတပုတ်ကတော့ကျွန်တော်တို့ကမင်းကင်းမြို့နယ်ပေါ့နော်ကျေးရွာဒီပလာဖတ်တောင်ဝင်ခံကဒီယောက်ျားဖြစ်သူကိုထိတ်တုံးခတ်ပြီးတော့ဒါအမျိုးသမီးကိုအတမပြုတ်ခြင်းဖြစ်သွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်နော်အဲ့ဒါစတေမန်24ရက်နေ့သတင်းကြေညာချက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စကိုင်းတိုင်းမင်းကင်းမြို့နယ်ဒါမြောက်ချင်းကျေးရွာရဲ့ဒီပလာဖတ်တောင်ဝင်ခံ UI9 နော်ဦးသိန်းနိုင်ရတဲ့ဂျွာခံအမျိုးသမီးတအူးကိုအတမပြုတ်ခြင်းခဲ့တယ်လို့ဒေသခံတွေကသိရှိရပါတယ်တဲ့ ဒီဖြစ်တာကတော့ဒီမြောက်ချွန်းကျွရဒီပလာဖတ်တောင်ခံ UI9 ပေါ့နော် UI9 ကနေပြီးတော့ရောခံအမျိုးသမီးကိုတော့တော်ရဲခေါ်သွားပြီးတော့မရင်းကျင်လာတဲ့ဆက်ရှင်းနေရတစ်ကြိမ်နဲ့21ရက်နေရတစ်ကြိမ်တိုင်နဲ့တိုင်ရတယ်လို့ဒါဒေသခံလောက်ဆိုပါတယ်ဒါမိကိမျိုးနဲ့မှဖြစ်သွားတာနော်ဒီပလာဖတ်ကောင်ကနေပြီးတော့ဒီအမျိုးသမီးကိုယောက်ျားကိုထိတ်လုံးခံမိမကိုမရင်းကျင်အဲ့လိုလောက်တာဘယ်တော့ထိဆိုးနေတဲ့အချိန်ကြီးမှာရှိနေဆိုတာဒါတွေ့ရပါလေနော်မိငင်းကြီးရမှာဖြစ်တာ အဲ့တော့ဒီတို့ဒီ NG ရဲ့ဒီအောက်ဒီမှာရှိတဲ့ကောင်တွေကပြောမယ်ဆိုရင်ဗျာဒါအောင်ဒါပေါ်ပေါ်တင်တင်ကြီးပေါ့နော်ဒါမရင်းချင်းနဲ့လောရကြီးတွေလောက်ထားတာတို့ဒီတို့အတွင်းထဲမှာရောဒါ BJ မလေး BJ ဟိုဟာလေးဘလောက်ထီတော်မှဆုံးဖြတ်တတ်နေလေကျွန်တော်တို့မတွေးနိုင်ဘူးပေါ့နော်တွေးဖို့မတွေးရစရာကြီးဖြစ်နေတာပေါ့နော်အချိန်ကြီးကအဲ့လိုဖြစ်နေပါတယ်နော်ဒါဒါမြင်ခဲ့မှာဖြစ်သွားတဲ့ဒီမတိန်ချင်းမှုဖြစ်စဉ်တော်တော်ရုံညံ့တဲ့ကောင်းလေးပေါ့နော် တော့နောက်တစ်ခုကကျွန်တော်ဒါဟိုပါပေါ့ကမ့်ဘလူမြို့နယ်ဒီကာဖိုးရွာမှာရှိတဲ့ဒီလုံချော်ကြီးတက်ဖွဲ့ထံကပြည်ရဲ့ငါးကအလင်းဝင်ရောက်လာတယ်တဲ့နော်ဒါကမ့်ဘလူမြို့နယ်နောက်ကမ့်ဘလူမြို့နယ်ဒီကာဖိုးရွာကာဖိုးရွာမှာရှိတဲ့ဒီလုံချော်ကြီးတက်ဖွဲ့ဝင်ထံကဒါအလင်းဝင်လာတဲ့ပြည်ရဲ့လေးဖြစ်ပါနော်ကျွန်တော်ပုံလေးရင်းပြောပြပါမယ်ဒီပုံလေးတချို့အဲကျွန်တော်ဘလူကနဲ့ကျွန်တော်နည်းနည်းလေးပုံလေးဖြတ်ထားပြပါမယ်ဗျာနော် ဒါတော့ PDF ရဲ့အလင်းဝင်အောင်လာအဲ့တော့တနည်းနည်းနည်း PDF ရဲ့အများကြီးကျွန်တော်ပြောသလိုပဲလေကျွန်တော်တနိုင်ငံတော့မှရှင်းချင်းရောက်20နဲ့30ကြားလောက်ကတောက်ချောက် PDF ရဲ့အလင်းဝင်နေတယ်ဒါသူတို့မခံမရနိုင်ဖြစ်နေကြပြီသူတို့သူတို့လိုချင်တဲ့ပုံစံနဲ့သူတို့ကြုံရတဲ့အနေအထားနဲ့အရင်ကကွာဟနေပြီနော်အဲ့တော့အဲ့ဒီလိုပဲကျွန်တော်နောက်တစ်ခုကကျွန်တော်တို့ဒီပုံလေးနဲ့ကျွန်တော်ပြမယ်နော်အဲ့တော့ကန့်အခါတွေနဲ့ PDF ၄ဦးလက်နဲ့ခင်းရများဖြစ်အလင်းဝင်ရောက်တဲ့နော် အဲ့တော့အကြမ်းဖက်လုပ်ရက်တွေဟုတ်တယ်ဒါရင်းချမုန်းကြည့်ပြီးတော့နိုင်ငံတော်နဲ့ဒီတက်မတော်ရဲ့ငင်းချိုင်းလုပ်ငန်းစဉ်များကိုလက်ခံယုံကြည်နားလည်သဘောပေါက်လာကြတယ်တဲ့ပြည်ရဲ့အမိခံအဖွဲ့ဝင်လေးပါတဲ့လက်လက်ခံများနဲ့တွေ့တဲ့ဥပဒေပေါင်းတင်းဆိုထပ်မံဝင်ရောက်လာခဲ့တဲ့အတွက်စက်တင်ဘာလ24ရက်နေ့မှာဒါကင်မရန်တိုင်းစစ်တမ်းနာချုပ်တဝဲတက်နယ်မှာတောင်းဝင်ရှိသူတွေအားတဲ့ထောက်ပံ့ငွေများပေးအပ်ပြီးဝန်ခံကတိလက်မှတ်ရေးထိုးစီတာတဲ့မိဘအုပ်ထိန်သူတွေထံကိုပြန်လည်အနှံပေးခဲ့ပါတယ်တဲ့ပြည်ရဲ့အနေနဲ့ဥပဒေပေါင်းတင်းအလင်းဝင်ရောက်လာပါက ကျိုးဆိုလက်ခံပြီးတော့လိုအပ်တဲ့အကူအညီထောက်ပံ့မှုများပေးအပ်သွားမှာဖြစ်တဲ့အပြင်နဲ့ဒါလက်လက်ခံရများအတွက်လည်းဒါစုရေးငွေများပေးအပ်သွားမှာဖြစ်ကြောင်းအသိပေးရပါတယ်တဲ့ဒါတော့ဒါအတင်းအလင်းဝင်ရောက်လာတဲ့ဒါပြည်ရဲ့လေရဲ့ဒါလက်လက်ခံရနေတဲ့ဝင်ရောက်လာခဲ့တဲ့ဟာတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ဟိုပြောသလိုပဲပေါ့နော်ပြည်ရဲ့ပြည်ရဲ့လေးတွေပြည်ရဲ့ညီငယ်လေးညီမလေးပေါ့နော်ဒါလင်းဝင်မယ်ဆိုရင်လည်းအမြန်ဝင်လာကြပါဒီရွေးကောက်ွက်မတိုင်ခင်မှာအလင်းရောက်အလင်းဝင်လာမှုတွေ အလင်းဝင်မှုတွေတောက်လျှောက်ဒါလောက်လာတာကိုတွေ့ရတယ်ပေါ့နော်အဲတော်တော်များများတိလို့ဝင်လာကြတာများပါတယ်နော်သူတို့အချိန်တွေသူတို့တိရယ်ဘယ်အချိန်မှာသူတို့အလင်းဝင်တိနေပြီသူတို့ဟိုမှာဘလိုတွေပွဲပြက်နေပြီဆိုပြီးတော့အကုန်တော်တော်များများတိကြပါတယ်ဒါကြောင့်ညီညီမလေးတွေကိုဒါပြည်ရဲ့ညီငယ်လေးညီမလေးတွေဖိတ်ခေါ်တဲ့အလင်းဝင်ကြဒီကုမိဘရက်ထံကိုပြန်ပြီးတော့ဝင်ကြအဲ့လိုဝင်လာတဲ့အချိန်မှာခုနကလက်နဲ့ခင်းရနေပစ္စည်းတွေနဲ့ပါမယ်ဆိုရင်ဒါစုချင်းဝင်အောင်ထပ်ပြီးတော့ချင်းမြင့် ပေးနေတယ်เนาะဒါကြောင့်အမြန်ဆုံးဝင်ရောက်ကြပါဒီမှာဆိုရင်ဒါအခမ်းအနားနဲ့စအခမ်းအနားနဲ့အစပေါ့เนาะအကုန်လုံးလုပ်ပေးတာเนาะအဲ့တော့ဒါတနေ့တနေ့အလင်းဝင်ရောက်မှုရတယ်အများကြီးရှိတာနေပြီနော်ဒါရှင်နေတွေလည်းတိနေပြီ MG ကဘာမှမဟုတ်ဘူးဆိုတာတိတယ်တိုင်းသားနန်းနကန်ကြီးကြားထဲမှာကိုကဒီတစားခံဂျမ်းညံ့နေပြီလေဂျမ်းညံ့နေပြီဆိုတာလေဒါ မပြည့်ညီညီငယ်လေးညီလေးညီမလေးဒါတိနေကြတယ်เนาะအဲ့တော့ကိုကအဖြစ်ခံလားတစားခံလားကိုကတန်းညက်တဲ့မိစားပြင်အနေနဲ့အတုံးစားခံဖြစ်နေပြီလားဆိုတော့သူတို့တိနေကြပြီအဲ့တော့တိလည်းတိနေပြီเนาะဒါကြောင့်အလင်းဝင်လာကြပါလို့เนาะအဲ့တော့နောက်တစ်ခုကပဲကျွန်တော်တို့ဒီဗာဒရင်းလဲဆိုကျွန်တော်တို့ဒီကဏီကဏီမြို့နယ်ပေါ့เนาะနောက်ကဏီမြို့နယ် ဒီဆောင်းမရောတိုက်ပွဲမှာတိဆုံးထိခိုက်တိုးပြတ်များစွာနဲ့ဒါ BLDF တော်ပြများဆုတ်ကထွက်ပြေးတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်နော်အဲစကန်းတိုင်းကနီမြို့နယ်တိုင်းဆောင်းမရောတိုက်ပွဲမှာတော်ဆောင်းမရောတိုက်ပွဲမှာနော်ဒီဗမာဘလုံးဗမာနောက်ပိတ်ဒီမိုကရက်တစ်တပ်ဦးဒါ BLDF အဖွဲ့ကြီးတဲ့ PDF တိုင်ရင်မှုအဆင့်အထိတိဆုံးခဲ့ကြပြီတဲ့ဒီဆောင်းမကနေဆုတ်ပြေးခဲ့ရတယ်လို့ဒါဆိုတာတပ်ဖွဲ့ရရနေဒါထုတ်ပြန်ထားပါတယ်တဲ့ ဒါ VDF တိုင်မှုဒါ PDF အတုပမိချုပ်ပြချတဲ့ဒါနေရာရရတယ်မလုတ်ချင်လို့မလုတ်ရဲလို့မလုတ်ကြတာဖြစ်ပါလိမ့်မယ်တဲ့နေရာလေးရပြီးသွားပြီเนาะသူတိုင်မှုအဲ့ဒီတိုင်မှုတည်ခဲ့ဒီအတုပချခဲ့တဲ့နေရာတော့အကုန်ရတယ်เนาะ ဒါမလုပ်ချင်လို့မလုပ်ရလို့မလုပ်ကြတာဖြစ်ပါလိမ့်မယ်တဲ့နော်ဒါပြောပြတာဖြစ်ပါအဲ့တော့ဒီမှာလည်းဒီကနေချောင်းဒီချောင်းမှာမှာတိုက်ပွဲတွေဖြစ်တယ်အဲ့တော့အဲ့ဒီမှာရှိတဲ့ဗဒက်တွေကဘာဗဒက်တွေဆိုကျွန်တော် BIDF ဒါဗဒက်တွေဖြစ်တယ်နော် BIDF ကျွန်တော်တို့ဒါဗမာနောက်ပိတ်ဒီမိုကရက်တစ်တပ်ဦးကအကောင်ကြီးဖြစ်တယ်နော်အဲ့တော့သူတို့တွေအကုန်လုံးတေကြပြုတ်ကြတယ်နော်တေကြပြုတ်ကြတယ်ပြက်ချပညာကုန်ဖြစ်တယ်အဲ့တော့ဒါတွေကိုဒါတွေကိုဒါမဖြစ်စီရှင်လို့အခုနိုင်ငံတော်ကနေပြီးတော့ဖိတ်ခေါ်နေတာဖြစ်ပါတယ်နော် တချို့လည်းစုတ်ခွာထွက်ပြေးကြတယ်ထွက်ပြေးပြီးရင်ဒါပြန်ပြီးတော့ဒါလင်းဝင်ဖန်ခံကြတာတွေရှိတယ်ပေါ့နော်ဒီလိုအနေအထားမျိုးတွေရှိနေရာဆုံးမှာတော်တော်များများကအဲ့လိုဖြစ်နေကြပါပြီအချိန်တွေကနော်တို့အချိန်တွေကိုတို့သိရတဲ့အခုဆိုရင်အင်းတော်တော်များများအဲနားလေသဘောပေါက်နေတဲ့အတွက်ပေါ့နော်ဒါဝင်ရောက်လာကြပြီလို့ဒါသိလို့ရပါနော်အဲ့တော့နောက်ထပ်သတင်းတွေကတော့ကျွန်တော်တို့အများကြီး ထပ်ပြီးတော့ရှိနေပါသေးတယ်ဒါပေမဲ့ဟိုအဓိကအရေးကြီးတဲ့သတင်းလေးပေါ့နော်အရေးကြီးတဲ့သတင်းလေးကိုပဲကျွန်တော်ပြောပါမယ်အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒါဟိုပေါ့ဒီချမ်းတန်တော်ဆင်းရနေတင်ထားတဲ့ဟာပေါ့နော်ဒါပိုင်းရဲ့ဟိုရမှာဒေတာဒေတာကန်စစ်စစ်ကတ်လုတ်ရံဒီ MNDA အစင်းကောက်တယ်လို့ဆိုပါတယ်ဒါမလုတ်ရင်ဒါအဲ့တဲ့ဖြစ်တတ်မှတ်မယ်လို့ဆိုပါတယ်နော်ဒေတာခန်လေးကိုအချမ်းပြည်နဲ့မိုင်းရဲ့မျိုးနဲ့တွင်းနဲ့ကိုကန်တက်ဖွဲ့ MD ထိန်းချုပ်ထားတဲ့ဒါကြီးရ16ရွာနေနဲ့ ဒါဒေသခံစစ်စေးတက်ပြုတ်လို့ရင်စင်းကောက်နေပြီးတော့မလုံနေရင်တဲ့အဲ့တဲ့အဖြစ်သတ်မှတ်မိဘူးလားပြောဆိုတာကြောင့်စုံစမ်းသိရပါတယ်တဲ့စတိမလာ၁၈ရက်တွင်လည်းမိုင်းရဲ့မြို့နယ်အတွင်းကုန်းကန့်တပ်ဖွဲ့ MND ထိန်းချုပ်ထားတဲ့ဒါဟွေရကြေးရွာအုပ်စုအကောင်းမောင်ကြေးရွာအုပ်စုနဲ့ဒီနောင်မောင်ကြေးရွာအုပ်စုရှိတဲ့ကြေးရွာ၁၆ရွာနေတဲ့ဒေသခံစစ်စေးကပြုတ်လို့ရင် MND တာဝန်ရှိသူများက ရွာလူကြီးများကိုအစည်းအဝေးခေါ်ယူခဲ့ကြောင်းသိရှိရသည်။ထို့အစည်းအဝေးတွင် MNL ကထုတ်ပေးသည့်ဒေသခံစစ်ဆေးရေးကတ်ကိုလည်းမလုပ်လင်ဧည့်သည်အဖြစ်သတ်မှတ်သွားမည်ဟုရွာလူကြီးများကိုလည်းကိုကန့်တက်ဖွဲ့တာဝန်ရှိသူများကပြောဆိုခဲ့ပြီးစက်တင်ဘာလ20ရက်တွင်ဟိုရကြေးရွာအုပ်စုနိုင်တဲ့ MDA လက်အောက်ခံအောက်ချုပ်ရေးနှင့်လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများရောက်ရှိလာပြီးအဆိုပါ16ရာရှိဒေသခံများကိုစီရင်ကောက်ယူခဲ့ကြောင်းဒေသခံအမျိုးသားတအူးကချမ်းတော်တော်စီကိုပြောပါတယ်။ ဒါ20နှစ်ကတရက်ထဲပဲလုံပြီးသွားတာတွားလုံတဲ့လူလည်း80ရာခိုင်နှုန်းလောက်ရှိတယ်တချို့လူလည်းမလာရဲ့ဘူးတဲ့ဟိုရနဲ့ဒီကောင်းမအောင်စုထဲမှာ16ရာစင်းကောက်တာတဲ့လူကြီး900ကျော်ပဲရှိတယ်တဲ့အခုလာလုတ်ပေးတာကတဲ့အင်ထောင်လူစင်းပဲတဲ့နောက်ထပ်လေးလနေမှရမယ်တဲ့ဒီကလုတ်ပြီးမှတ်ပုံနေကနောက်မှလုတ်ပြီးမယ်လို့ပြောတာတဲ့နောက်မှလုတ်ပြီးမယ်လို့ပြောတာဘူးတဲ့ဟိုရဒေတာခန့်အမျိုးသားတို့ကပြောပါတယ်တဲ့ဒါ ိုင်းရမျိုးနဲ့တွင်တဲ့အိမ်ထောင်စုစီရင်နဲ့ဒေသခံစီစီကပ်ပြုတ်လုပ်ပြီးရန်နဲ့ MNDA ရှင်းကောက်ယူခဲ့သည့်ကြေးရွာများမှာတဲ့ဒီနမ်တုံကောင်းမောင်နားဟုတ်ဒါလန့်ဆန့်တဝမ်းလုံးမန်းအမန်းဝဲနောက်ပန်းညောင်ပန်ကူနောင်မူနမ်လိုင်းဟူလောင်းနောင်မူစသည့်16ရွာဖြစ်ကြောင်းသိရှိရတယ်တဲ့ MGA ပြုတ်လုပေးသည့်အိမ်ထောင်စုစည်ရင်အတွဲတဲ့မိသားစုစုလျင်မြန်မာငွေ6000ကျပ်ဒေသခံစစ်စစ်ကပ်ပြအတွဲတအူးလင်မြန်မာငွေ တောင်းချစ်တောင်းချက်ပေးဆောင်ရမည်ဖြစ်ကြောင်းဒေသခံမှပြောပါရဲ့တဲ့ဒါမလို့ရင်းနဲ့အဲ့တယ်လို့တတ်မှတ်မယ်လို့ဒါပြောတဲ့စကားကရင်းနေစရာပဲတဲ့သဘောကတော့တွင်ဝိုက်ပြီးတော့ဖိနှိပ်တဲ့ပုံစံပဲတဲ့ကိုယ်နဲ့မြေကိုယ်ဒေသဖြစ်နေတာတော့လည်းအဲ့လိုပြောခံရတာဝမ်းနေတယ်တဲ့နိုင်ငံရေးကလည်းဒီတိုင်းပဲဆက်ဖြစ်နေရင်တဲ့ဒေသခံတွေလူခွင့်ရေးအဆအဆအရာဆုံးရှုံးသွားနိုင်တယ်တဲ့အိမ်ထောင်စုကဒီဗမာဘက်နဲ့ကိုကံဘက်နှစ်ခုဖြစ်သွားမှာဟုအဟိုရဒေသခံအစိုးရအမျိုးသားကချမ်းတဆုံပြေကိုဆက်ပြောပါရဲ့ နော်လက်ရှိတွင်ကိုကန်တက်ဖက် MNDA မှအင်အားစီးရင်ဒေသခံစစ်ဆေးကပ်ပြုလုပ်ပေးရန်နဲ့စရင်ကောက်ယူနေသည့်ဟိုရကျေးရွာအုပ်စုသည်တဲ့ဒီလာချိုမိုင်းရဲ့လမ်းမကြီးပေါ်ရှိတန်ရန်လမ်းခွင်တီရှိပြီးရဲ့မိုင်းရဲ့မြို့နယ်၅မိုင်ခန့်သာကွာဝေးသည်ရဲ့ဂျမန်နေ့2024ဇူလိုင်လအတွင်းနဲ့ဒီတက်တော်နှစ်ကုန်စစ်စင်ရေးဒုတိယပိုင်းစတင်ခြင်းအားဖြင့်မိုင်းရဲ့မြို့ပေါ်သို့ချမ်းပြည်တော်ရေးပါတီအဲချမ်းပြည်တက်မလို့ SSPB SSC တက်အင်အားထောင်နဲ့ရေဝင်ရောက်လာပြီးတဲ့မြို့ပေါ်တွင်နေရာယူထားခဲ့ကြတယ်တဲ့ ဘေးပတ်ပတ်လည်တွင်လည်းကုကန်တပ်ဖွဲ့ MNG တွေနဲ့ဝါတပ်ဖွဲ့ W UWS တပ်များတွားလာလှုပ်ရှားလျက်ရှိကြောင်းဒေသခံများလည်းမသိရှိရသည်တဲ့ဒါတွားလို့ဖို့အချင်းချင်းတိုက်တွန်းလာမျိုးမလုပ်ချင်ကြဘူးတဲ့လုံးတင်မလုံးတင်ကိုယ့်ဘာသာဆုံးဖြတ်ပြီးတော့ကိုယ်လည်းမလုံးစံနိုင်ဘူးအခြေအနေထပ်ပြောင်းရင်တော့တဲ့ဒါလှုပ်ထားတာဘာမှမလှုပ်ထားရတဲ့ဆိုင်တော့တဲ့နည်းနည်းတက်တာမယ်တဲ့သူတို့စကားအရာဆိုရင်တဲ့ကိုကဒေတာခံဖြစ်ကြောင်းတက်တည်မရှိထားရင်ကိုကအပြစ်ချခြင်းလွယ်လွယ်လေးဖြစ်သွားမှာတဲ့ကိုကတရားမဝင် ဖြစ်သွားမှာတဲ့ ဲ့လိုသဘောပေါက်ဘူးတဲ့ဒါဟိုရဒေသခံအမျိုးသမီးကပြောဆိုထားတယ်တဲ့လာတူတဲ့အော်ဂိုလာနီစတင်မာလာတွင်နဲ့ MDA ထိန်းချုပ်ထားသည့်မူဆင်မြို့နယ်အတွင်းရှိပန်ဆိုင်ကျူကုတ်ပေါ့နော်ကျူကုတ်မြို့နင်းနဲ့မုကုတ်အာမုံကုပေါ့မုံကုမြို့ဘက်တွင်နဲ့တဲ့ MDA ထုတ်ပေးသည့်ဒါအင်တာဗျူးဇယနှင့်ဒေသခံစစ်စစ်ကတ်ကိုမလုတ်ပါကဒေသခံအဖြစ်သတ်မှတ်မိမဟုတ်ကြောင်းဖိအားပေးနေခြင်းကြောင့်နဲ့ဒေသခံများအခက်တွေ့နေကြောင်းသိရှိရသည်တဲ့ ဒါကတော့အဲ့ဒီဒေတာမှာရှိတဲ့ဒေတာခံနေဒါဒီလိုအညောင်းဇရာရေမှတ်ပုံတွေပုံစံမျိုးတွေဒါပုံစံထက်လောက်ရမယ်ဆိုတော့အချိန်လေးမှာမူတည်ပြီးဒုက္ခဖြစ်နေကြရတယ်ဆိုတော့ဟိုပြောထားတာဖြစ်ပါတယ်အဲ့တော့တချို့ကလည်းပြောပါတယ်အဲ့တော့တို့ဒီမြန်မာနိုင်ငံဒဲမှာလည်းဒီမြန်မာမှတ်ပုံတွေဒီတစ်ခုကန်ရမယ်အဲ့ဒီမြန်မာလည်းအဲ့ဒီမှတ်ပုံတွေကန်ရမယ်ဆိုတော့အနေထားမျိုးတွေအခုဖြစ်နေရပြီပေါ့နော်ဒါဟိုဒါဒီထက်လူကြီးတွေနဲ့ဒါဘယ်လိုပုံစံမျိုးတွေလှုပ်ဖို့ချိလဲဆိုတာအသိရှင်နေကြတဲ့ပုံစံဖြစ်ပါတယ်နော် အဲ့တော့ဒီတတိယကတော့ဒါကျွန်တော်တို့ဟိုဟာပေါ့ဒီ MG ထိန်းချုပ်ထားတဲ့ဒေသမှာဖြစ်နေတဲ့ဒေသခံတွေရဲ့အခြေအနေလေးဖြစ်ပါတယ်နော်အဲ့တော့ဒီနေ့တတိယတင်ဆက်မှုကတော့ကျွန်တော်တို့ဒါအဓိကအဖြစ်ပေါ့နော်ဒီနေ့တတိယကောင်းကတော့ကျွန်တော်တို့ဒီဒါပြက်ခတ်စီ0ခုံးကိုကျွန်တော်တိမ့်မဲ့ရရှိတယ်တော်တော်များများဒီမြင်းမြင်းမြက်မြက်ပေါ့နော် အမြတ်တွေအများကြီးထွက်ခဲ့တာပေါ့နော်ကျွန်တော်တက်မတော်ကနေပြီးတော့အဲအိမ်မှာရှိတဲ့ကျွန်တော်တို့အစာဦးဦးတွေနောက်ဖန်ကားတွေရတယ်ပေါ့နော်အဲ့တော့အဓိကပြောချင်တာကတော့ဒီကောင်းကြီးရတော့မယ်ဆိုရင်ဒီဖျားကုန်းလေးအေးဖျားကုန်းနေရာတွေမှာကျွန်တော်တို့ဒီခန့်စစ်စစ်စင်းနဲ့ကျင်းနေတူတယ်နောက်အဓိနောက်ထပ်ဘာတော့ထပ်လို့သေးတယ်ကျွန်တော်ဇေယျွန်မှာရှိတဲ့ဒီဌာနတိုက်တွေကိုလည်းဖောက်သွားတယ်အဲ့တော့တော်တော်များများလောက်တာကအဲ့ဒီအဲမှာရှိနေတယ်ပေါ့နော်ကျွန်တော်တို့ဒီဘာသာချားတွေကဒါလောက်တယ်လို့ဒါတည်ရတယ်ပေါ့နော် အဲ့တော့ဘယ်လိုပဲဖြစ်နေပါစေပုဒ်တော်သားကိုဒါနှွှန်းနှွှန်းအောင်လုပ်တဲ့အတွက်တော်တော်ကိုရှင်နေဟောဖြစ်ပါတော့တော်တော်ကိုရှင်နေစိုးနေပါတယ်နော်ဒါဘာသာဘာသာရေးရမလုပ်သင့်တဲ့ဟာတွေဖြစ်ပါတယ်နော်အဲ့တော့နောက်ထပ်တစ်ခုကတော့ကျွန်တော်ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဒါကကျွန်တော်တို့ကြောင်းမဲ့ဘက်မှာခြေရတာအကျံဖက် DNA လေးကိုဒါခြေမုံတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်နော်အဲ့ဒါဒီဖိုင်လေးတွေလည်းကြည့်လို့ရပါပြီနော်ဒါကြောင့်မဲ့ဒီဒါဒီအကျံဖက်တွေကိုဒါရှင်းမုံတုတ်တင်နေဆိုရဟာ ဟာမြင်တဲ့တိုင်းပါမနော်ကျွန်တော်ကျွန်တော်တို့ဒါရန်သူရှိတဲ့နေရာကိုဒါခြံထုတ်လိုက်တာအဓိကတော့ကျွန်တော်တို့ drone ပေါ့နော်အာ drone တွေရဲ့ဒါထိရောက်စွာအာပြစ်မှတ်ကိုတိတိကျကျပြစ်ချပေးနိုင်မှုတွေရတယ်ကျွန်တော်တို့ဒီတက်မတော်မှာတော်တော်ကိုဟိုထိရောက်ရရှိပါတယ်နော်တုံ့ပြုနေတာအဲ့တော့ drone တက်ဖက်တွေရဲ့အများကြီးပဲရှိပါတယ်အဲ့တော့ဒါဟိုပြောမယ်ဆိုရင်အစပိုင်းတော့ပဲရှိပါတယ်။နောက်ပိုင်းဆိုပို့ပြီးတော့အော်တက်ဖွင့်အင်အားတွေပို့ပြီးကောင်းလာမယ်။ခက်မီလက်နက်တွေဒီ drone တွေ ဒါအများကြီးအသုံးပြလာပြီးချမယ်ဆိုရင်ဒီဟာတွေကတိတ်မကြတော့ပါဘူးနော်တိတ်မကြတော့ဘူးအခုတောင်မှဒီအနေထားအတိုင်းတောင်မှဒါတော်တော်လေးကိုလက်နေပါရဟုတ်ကောင်းနော်အဲ့တော့ကြောင်မဲမျိုးကလည်းကျွန်တော်ပြောမှာကြောင်မဲမျိုးကတိတ်မလို့တော့တိတ်မလို့တော့ဘူးကြောင်မဲမျိုးကတိတ်မလို့တော့ဘူးအရန်ကိုနီးကပ်နေပြီပေါ့နော်ကြောင်မဲမျိုးအရန်ကိုနီးကပ်နေပြီပြည်ပြည်တရင်ရပြောမှာဆိုကျွန်တော်တို့ကိုခိုင်ကျော်တို့ဘာလို့လဲပြောရရရှိရဲကြောင်မဲကခဏလေးပဲတိတ်မလို့တော့အဲပြောမှာဆိုရင်လာတော့မကုန်ဘူးလို့လည်းပြောနေကြတာပေါ့နော်အဲအဲ့လိုအနေထားမျိုးရှိနေနော် အဲ့နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ဒီဒီဘန်းမောက်ပေါ့နော်ဒီဘန်းမောက်ကိုဒီလာတိုက်တဲ့ KIA နဲ့ဒါ group PD ရဲ့ဒါအဖွဲ့ဝင်တဦးကိုဒါကျွန်တော် action လေးအားအနေပြီးတော့အတေရရှိခဲ့ရပေါ့နော်ချန်နီရချန်နီဖွဲ့ရနေပြီးတော့ဒါအတေပြစ်ခတ်ရရှိရပေါ့နော်တည်ဆုံးလာတဲ့ဒီအကျန်းဖက်အလောင်းထဲမှာဆိုရင်ဘာရောင်တွေ့တယ်ကျွန်တော်စီချောက်တွေတွေ့တယ်နော်ဒါသူတို့ပုံလေးဖြစ်ပါတယ်ဒါစီချောက်တွေတော့တွေ့ပါအဲ့တော့ဒီကောင်တွေက တိုက်နေဆိုတော့ကျွန်တော်ကျွန်တော်တို့အရင်အများအပြောဘူးဆိုလို့ပဲဆေးချောက်တွေချတယ်ဆေးတုံးပြီးတော့ချနေတာဖြစ်တယ်နော်ဒါကြောင့်လုံအောင်ကိုဟိုကဖြစ်တဲ့အခြေအနေဖြစ်ပါတယ်နော်လုံအောင်ကိုဆူဆူဝဝအခြေအနေဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်တို့ဒီပီကျဲတွေဆိုရင်လည်းအတိုင်းပဲဆေးတုံးပြီးတော့ပဲချနေတယ်ဆေးမတုံးဘူးဆိုရင်တို့အသိစိတ်ပေါ်နေမယ်ဆိုလို့ရှိရင်တို့ဒါပြောမယ်ဆိုအချိန်မီအလင်းဝင်နိုင်တဲ့အတွက်ပေါ့နော်အဲဆေးကိုတောက်ချောက်တုံးနိုင်တယ်ဆေးဆွဲသွားပြီဆိုရင်တို့ခိုင်းချင်တာခိုင်းလို့ရတယ်ဆိုတဲ့အနေအထားမျိုးရှိပါတယ် အနောက်တစ်ခုအနောက်ဗီဒီယိုလေးပေါ့နော်ဘန်းမောင်မြို့နယ်တဲ့ဒါဒါပင်ပင်ဟင်းခါကြီးရွာတထောက်ကိုဒါမိုင်းခွဲကိုလာတဲ့ဒီတောင်ချန်းသူချမ်းဖက် KNV ရဲ့ကိုတဲ့ဒါအဆင်ကနေဒရုန်းတက်ဖွဲ့ကနေအဆင်ဒရုန်းတက်ဖွဲ့ကနေပြီးတော့မှရှင်းနေတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါနော်အဲဒါဒီကောင်လေးဒါမိုင်းခွဲကိုလာတဲ့အကောင်လေးကိုပေါ့ရှင်းလိုက်ရောကျွန်တော်အခုမှဒဏ်ရပြီးအကောင်ထွက်ပြေးသွားရပြီပေါ့နော်အဲ့ဒီနားမှာအဲ့တော့ဒရုန်းရဲ့ဆိုင်းကြီးတော်တော်များများ ာတွေ့ကြရပါနော်အဲ့တော့အခုတော့အကုန်လုံးလက်ကုန်ပြီအဲ့တော့ဘန်းမောက်ကိုလာပြီးတော့ဒီကောင်ကြီးကိုကိုလာမယ်နောက်မိုင်းခွဲကိုလာမယ်ဘန်းမောက်ကိုစစ်ကူမလာနိုင်အောင်လုပ်နေတဲ့အနေထားမှန်တဲ့မြောက်ကိုအကုန်လုံးအပြင်ဖက်ဘန်းမောက်မြို့ပြင်မှာရှိတဲ့တပ်ဖွဲ့တွေကနေပြီးတော့ပြန်ပြီးတော့ဒါဟိုပြောမယ်ဆိုလေးချောင်းနဲ့တိုက်တယ်ပြီးရင်ကျွန်တော်တို့ဒီ driver ချရပါနော်အဲ့လိုအနေထားမျိုးကြီးအကုန်လုံးရှိနေတာပါ အဲ့တော့ဒီနေ့သတင်းတင်ဆက်မှုကတော့ကျွန်တော်တို့ဒါဒီလောက်ပါပဲဒီနေ့သတင်းမှာတော့ကျွန်တော်တို့ဒီပြည်ရဲ့အလင်းဝင်တဲ့သတင်းပါမယ်နောက်ဟိုပြက်ကတိဒါဂျီကုန်းချရဲဆိုတဲ့သတင်းလေးနောက်ပြီးတော့ကျွန်တော်တို့ဒါပြည်ရဲ့လူရနေပြီးတော့ဒါမတင်းကျင်းနေဆိုတဲ့သတင်းနော်ဒီသတင်းလေးတွေကိုကျွန်တော်တင်ပြသွားတာဖြစ်ပါတယ်အဲ့တော့နေ့စဉ်နေ့တိုင်းကျွန်တော်သတင်းသူသတင်းဦးလေးကိုသတင်းဦးသတင်းထူလေးတွေကိုဒါအမြဲတင်ပြသွားမှာဖြစ်ပါကြနော်ဒါတော့ကျွန်တော်ရဲ့ဒီ Top Trend မြန်မာ YouTube Channel လေးကိုဒါ Subscribe လုပ်ထားပြီးပါ Like လေးနှိပ်ပြီးပါလို့ဒါပြောချင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ် 他比较倔强一点。